2025ခုနှစ်တရ5နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အချိန်မဲ့အခမ်းအနားကိုဒီကနေ့မနက်ပိုင်းကပတ်သိမ်မျိုးအမှတ်၈အခြေခံပညာအထက်တန်းကျောင်းရတနာတဆောင်ခမ်းမမှာပြုလုပ်ရောင်းပတ်သိမ်မျိုးအမှတ်၅အခြေခံပညာအထက်တန်းကျောင်းမှာကျောင်းသားကျောင်းသူလေးများကဇာတိမန်တက်ချင်းနဲ့ဂုံပြူတီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းကပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးသရိုးမဟာတရေစီသူသရိုးတည်တီသူဓမမင်းအောင်လိုက်ထံမှတရ၅နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ပေးပို့တဲ့တဝန်လွာကိုဖတ်ကြားပါရစေ။အဲဒီနောက်အမျိုးသားအောင်ပွဲနေ့အတိတ်အမှတ်ပြိုင်ပွဲများမှာစုရရှိကြသူများအတောင်ဝန်ရှိသူများကစုများပေးအပ်ချင်းမြင်ခဲ့ကြပါသည် အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဧည့်သည်တော်များဟာတရငါးနေများအမျိုးသားအောင်ပွဲနေ့အတိတ်အမှတ်အဖြစ်ပြသထားတဲ့ပြကန်းများလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။